။ဆန်နီထက်ကတန်တီရီရဲ့ဘဲဘဲကြောကတက်တူးကိုမေးတော့မပန်ခက်ကအဲ့ဒါမေဇူးရဲ့တက်တူးလေးတန်တီရီကဘဲဘဲနားနောက်မှာအယုတ်တတိလေးထိုးထားတာလို့မှန်အောင်ဖြေပြီးဖုံးချလိုက်ပါတယ်။ဆန်နီထက်ကတော့တကယ်ပဲတန်တီရီဝိညာဉ်များလာလို့တွေ့ဝေးပြီးအရက်ထက်တောင်းနေပါတယ်။မပန်ခက်ကရုတ်တရက်ရောက်လာတော့ဆန်နီထက်ကတန်တီရီနဲ့တူတဲ့တက်တူးများရှိမလားလို့အသေးတန်ရှာပါတယ်။မပန်ခက်ကတက်တူးကိုပြန်ခွာလိုက်ပါပြီ။ဆရာမကြိုက်မှမသိလို့ဘာလို့တောင်းမှန်တော့ဇာနီထက်လည်းပြန်တောင်းမှန်ပါတယ်။မပန်ခက်ကရက်တောက်ဖို့တောင်းဆိုပေမဲ့ဇာနီထက်ကသူ့စိတ်တွေမငြိမ်တာကြောင့်မတောက်ဖို့တားပါရဲ တစ်ခွက်လောက်တော့တောက်ပြစီလို့မပန်းခက်ကပြောတော့ခေါင်းမာရဲမပန်းခက်ကိုဇာနီထက်ကအတင်းဆွဲခေါ်ပြီးသူမခန်းနဲ့ပို့လိုက်ကဒေါသတကြီးနဲ့ထွက်သွားပါတယ်မပန်းခက်ကဇာနီထက်လည်းပဲညစ်တာတောင်ပေါ်ကတွန်းချတာတွေကိုအိမ်မက်မက်ပြီးလက်နိုလာပါတယ်ရေတောက်ဖို့အောက်စင်လာတော့အိမ်နေရဲ့ဇာနီထက်ကိုတွေ့ပြီးတက်ရှင်စိတ်ပေါက်လာတာကြောင့်ဓာတ်ကိုကောက်ကွိုင်းကထိုးချလိုက်ပေမဲ့ခေါင်းကိုသာထိုးမိလို့စိတ်ပြက်လက်ပြက်နဲ့ပြန်ထွက်သွားပါတယ်တစ်ဖက်မှာဒေါသတီလပရိစိတ်နေတော့မိပြက်သွားပြီးဒရန်တီးတန်ကြရလို့ပြန်ထွက်လာပါတယ်အယမူးနေရဲ့ဇာနီထက်ကလည်းဒရန်တီးတန်ကြောက်လက်နိုပြီးအတန်လာရစီထွက် က်လာပါတယ်မပန်းခက်ကတော့ညှက်ဘက်ကြီးဒရန်ကိုအပြီးအပြင်တီးနေတာပါဇန်နီထက်နဲ့တော့တတိလာတို့ဒရန်ခန်းနာရောက်တော့တိုက်မိပြီးလန့်သွားကြပါတယ်သူတို့နှူဒရန်ခန်းနဲ့ဝင်ကြည့်ရောတီးတဲ့သူကိုမတွေ့ပဲဒရန်တွေကသာတိလက်ဆရှိန်နဲ့လှုပ်နေတာကိုတွေ့ရလို့အတွေ့ရကျက်သွားကြပါတယ်ဇန်နီထက်ပြင်ပြဲထွက်သွားပြီးတော့တတိလာလည်းသူ့ခံသူပြန်သွားပါတယ်အမောင်တဲကနေမပန်းခက်ကတော့ဇန်နီထက်ကိုအောင်နိုင်သူတယောက်ပမာပြုံးမိကြည့်နေခဲ့ပါတယ်မနေ့ရောက်တော့မေဇူးကဇန်နီထက်ကိုဖုံးဆက်ပြီးတောင်းပန်ပါတယ်ဇန်နီထက်ကလည်းပြန်တောင်းပန်ပြီးမပြတ်နိုင်ကြောင်းပြောပါတယ်ပြီးတော့မပန်းခ တ်နဲ့ပတ်သက်ပြီးတန်တီယူနဲ့တခုခုပတ်သက်နေတယ်လို့ခန်းစားရအောင်ပြောပြီးမပန်းခက်ရဲ့အမအကြောင်းစုံစမ်းပေးဖို့မေဇူးကိုပြောလိုက်ပါတယ်။ဇန်နီထက်ကတော့သူ့ရဲ့မင်္ဂလာတက်ပုံကိုကြည့်ပြီးတန်တီယူတကယ်တရားဟုတ်ရဲ့လားသိချင်အောင်ဆောင်ပြီးလှည့်စားနေတာလားလို့တွေးနေပါတယ်။ချက်ထဲမှာလမ်းလျှောက်နေတဲ့မပန်းခက်ကိုဇန်နီထက်တွေ့တော့ညခတ်တွင်တည်တံ့နေကြသေးလားလို့မေးပါတယ်။မပန်းခက်ကတော့ဆရာတီးနေရခြင်းလို့ကြောက်ပြီးအောင်စင်းလာတာပါလို့လိန်ပြီးဖြေလိုက်ပါတယ်။ဇန်နီထက်ကမပန်းခက်ကိုတန်တရားမျိုးလုံးနဲ့စိုက်ကြည့်နေတော့မပန်းခက်ကတော့ဇန်နီထက်ကသူ့မကိုမြုံကြည့်တာသိသွားလို့တတိထားရမယ်လို့တွေးလိုက်ပါတယ်။ တယ်မပန်းခက်ကစကားလန်ကြောင်လွှဲပြီးခြံကြီးကိုဆရာခင်တွေဘုံမရဘူးတော့လို့မေးတော့ဇာနီထက်ကစိုက်ပျိုးရေးစိတ်မွေစားကြောင်ဒေါ်တိတိလာကအလုံးလုံးကြောင်ဒီခြံကိုလည်းမကြခင်ရောက်ပြမှာဖြစ်ကြောင်ပြောပါတယ်ဇာနီထက်ကမပန်းခက်ရဲ့အကြောင်းမေးတော့မပန်းခက်ကသူမကောင်မွေစားသမီးဖြစ်ပြီးအမွေเจ้าမွေကန်းဖြစ်ကြောင်အမတယောက်ရှိပြီးစိတ်ပညာရှိအောင်ဖြစ်ကြောင်စေယောဂတေယူကုရာမဟုတ်ပဲသူတည်တနာလုပ်နေကြောင်ပြောပါတယ်ဇာနီထက်ကတော့ဒီလိုခိုင်မာတဲ့နောက်ခံအကြောင်းအရာတွေရမပန်းခက်ရဲ့အမကတန့်တည်ပြီးမဖြစ်နိုင်ဘူးသူပဲတွေးလွန်တာများလားလို့တွေးနေမိပါတယ်မပန်းခက်က ဆရာပါရီတွင်းနေတာလဲမေးတော့ရုပ်ရှင်ရရင်မပန်းခက်အမကိုအကူညီတောင်းပန်စဉ်းစားတာပါလို့ဖြေလိုက်ပါတယ်။မပန်းခက်ကဆရာကအမကိုစိတ်ဝင်စားနေတာလားအမကမင်းကလေးချင်းချင်းပဲစိတ်ဝင်စားတာယောက်ျားလေးဆိုမကြိုက်ဘူးလို့စာနောက်လိုက်ပါတယ်။မပန်းခက်ကချန်ထဲမှာအေးလို့အိမ်ထဲဝင်ဖို့လုပ်ရင်ခြေောက်ပြီးချော်လဲသွားတော့ဇာနီထက်ကလှမ်းထိန်လိုက်ပါတယ်။နှစ်ယောက်သားတန့်တီးပြီးချော်လဲတော့ကပုံရိပ်တွေကိုပြင်မြင်အောင်လိုက်ရင်ဒီပိုင်းလေးပြီးဆုံးသွားပါတယ်။